ဆောက်တဲ့ဖန်လူသားဆိုတာလေမရှိတော့လို့လွတ်လပ်ပါရဲ့ဆိုတဲ့လူငယ်တွေလည်းမရှိတလို့ဖြစ်နေကြပြီဒီလိုမျိုးအစတည်းကပြန်ပေးမယ်ဆိုတဲ့စိတ်ကူးမျိုးရှိခဲ့လို့ရှင်ဘာဖြစ်လို့ကျမတို့ PDF တွေကျမတို့ပြည်သူလူထုတွေကလာတဲ့ရဲဘော်တွေရဲ့အသက်စတဲ့ရက်ခဲကြတာလေရှင်တို့ကိုလက်နက်ကင်ပြီးရှင်တို့ရဲ့အသက်အိုးအိမ်အတွက်ကာကွယ်ပါတယ်ဆိုတော့ခေါင်းဆောင်တွေကိုလာ စစ်ကြုံဘဝကိုကြေကြေနက်နက်ရှင်တို့တွေရဲ့ဘဝတွေအနာဂတ်တွေကိုထိုးပေးလိုက်တယ်ဆိုတာကိုအားလုံးပဲမင်္ဂလာပါ MZ ဘာမီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ဗျခွန်အားဖြစ်စီမဲ့ရုပ်တန်လေးနဲ့အမေစုအုပ်ချုပ်တော်ကပုံစံနဲ့မတူတာကိုစာလေးနဲ့ဖတ်ပြပါမယ်โอเคညီမလေး မြန်မာနိုင်ငံအရင်လိုမဟုတ်တော့ဘူးမမကြီးမမကြီးရေမြန်မာနိုင်ငံကြီးကလေမမကြီးအုပ်ချုပ်ခဲ့တုန်းကနေမတူတော့ဘူးဗျာဆုပ်တတ်တယ်လူသားမှုဆိုတာလည်းမရှိတော့လို့လွတ်လပ်ပါရဲ့ဆိုတဲ့လူငယ်တွေလည်းမရှိတလို့ဖြစ်နေကြပြီမမကြီးရေစိုးသွမ်းမှုရဲ့အော်ဆဲခဲ့ကြဘူးလေလူငယ်တွေကအင်းအခုဆိုအိမ်ပြန်ဖို့နဲ့ဒီမိုကရေစီရဖို့ အသက်ပေးတိုက်ပွဲဝင်နေကြလေပြဒီနေ့ဘယ်နေ့ရေဆိုတာထက်အင်းအပြင်ဘယ်နေ့ရေဆိုတာပဲတွေးတက်လာကြတယ်ဟုတ်တယ်မမကြီးအညာမြီကအညာလီတွေတောင်းရမ်းနေမိကြမတန့်တော့ဘူးနန်ရိုးထိုးထိုးထောင်ထောင်နဲ့ငွင်လေးလံတဲ့တာဝန်တွေထမ်းဆောင်နေရတဲ့လူငယ်တွေကတစ်ချက်ကလေးမှမငီးရှာကြဘူးဟုတ်တယ်ရောင်ရီရဖို့နီးလာပါပြီမမကြီး ဒီမိုကရေစီရဖို့အတွက်အသက်ပေးသူကပေးပြီးအိတ်တဲ့သူတွေကအိတ်နေကြရဲ့မမကြီးဒီဆောင်းမှနှွေးဖို့ထက်ဒီဆောင်းမှကျယ်ရီထက်မကြွေဖို့စူတောင်းနေတယ်အေယာဝရီမြကြီးကိုတွေးပဲလောင်းလောင်းရှေးပဲလောင်းလောင်းသူကတော့အကုန်တောက်မှာပါပဲဟုတ်တယ်ရှေးကြီးပဲလောင်းလောင်းရှေးအပုတ်ပဲလောင်းလောင်းတော်လန်ရေးလူငယ်တွေကို လောင်းနေလက်က ်ဖြူစင်နဲ့လက်ဖြစ်ဖို့ပဲလိုပါတယ်။တမင်းအစစ်စစ်တွေပဲစားခြင်းနဲ့တော်လန်ရေးလူငယ်တွေကအခုတလောနှွေရောနှွေနေမလားမမကြီး။မမကြီးရင်တန်လာဖို့ခက်ခဲတဲ့လမ်းကြီးကိုတိပါလျက်နဲ့ရှောင်လန်းနေတာကသူတို့မိုက်လို့မဟုတ်ပါဘူး။မိုက်တယ်ဆိုရင်တော့ဒီမိုကရေစီအတွက် မိုက်ကြတဲ့လူငယ်တွေပါ။ငင်းချမ်းတဲ့ညီတွေရဲ့ဒီမိုကရေစီအစစ်အမှန်ရဖို့ကို ျုပ်တူတွေတိုက်ရအောင်မှာပေါ့မမကြီးမမကြီးရေကျေတွေကတော့နေပံမှာမှာကြွေကြတယ်ဗျအောင်စโอเคสายตูโอ้ญีมาเลโอ้อะยังเลซ่าได้จรมีตาซูรีอบาปูเลสแท้เนี่ยจรเราอเมซูเลแท้เนี่ยโอ้ရှင်จีนอ่ะบ่ามาไม่สั่นนะตะซีเนี่ยอีลุงเหงเรลุจีดิอาลองปี่ตูลูรุดิตั้วจินไหนไม่ตั้วอูซ้าจินไหนไม่ซ้าอูจรเราเปาะจินไหนเปาะหว่นไม่ยะเลยบัวดิ ဲ့တော့ကျွန်တော်လွတ်လပ်မှုကိုကျွန်တော်ကိုယ်တိုင်ပြန်ယူမှရမယ်။မြေပြင်တော်လိုင်းသတင်းအနေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့သိပြီးတော့မပြောချင်ပါဘူး။အာရုံစီမဲ့သတင်းတွေဆိုရင်ပုံပြီးတော့တော့မပြောချင်ပါသေးဘူး။ဒါပေမဲ့ဒီနေ့ TNL ကနေပြီးတော့ထွက်လာတဲ့သတင်းကိုကြည့်ပြီးတော့မှကျွန်တော်တို့သုံးသပ်ဖို့ဆွေးနွေးဖို့နဲ့သတင်းအမှန်တွေပြည်သူလူထုသိဖို့လိုတယ်။နောက်ကဘာဆက်လုပ်ရမလဲဆိုတာတွေကိုလည်း ကျမတို့ဆွေးနွေးဖို့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျမကဒီနေ့ TNLA ထုတ်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှာဖြစ်ပါတယ်။ Okay ။ဒီနေ့ထုတ်လာတဲ့သတင်းကတော့တည်တဲ့အတိုင်းပဲဘိုးကုန်းနဲ့ဘိုးမိတ်ကိုပြန်ပေးလိုက်ရပြီဖြစ်ပါတယ်။အပြစ်ခတ်ရက်စဲရေးကို TNLA နဲ့စစ်ကောင်စီကလက်မှတ်ထိုးပြီးတော့ပြန်ပေးလိုက်တာ။အဲ့တော့အသက်သွေးချွေးတွေရင်းပြီးတော့မှအရင်ပြုတ်ပြီးတော့မှတိုက်ထားခဲ့ရတဲ့မြို့နယ်တွေဖြစ်ပါတယ်။ လက်ရှိတရားလေးလက်ထဲမှာတင်ထားနိုင်တာ၄မျိုးလောက်ပဲရှိပါတော့เนาะအဲ့တော့ကျမတို့ဒီ TNL တို့ MMDA တို့နဲ့တွဲပြီးတော့မှเนาะကျမတို့ညီရင်းနဲ့က PDF တွေပြည်သူတွေကထွက်လာတဲ့လူငယ်တွေတော်တော်များများအသက်ထွေးပေးခဲ့ရပါပုံမှုလေးဆိုရင်မနေပါတန်းစီပြီးတော့မှညီခဲ့ရပါတယ်ဈေးတော်မချောက်တယ်အဲ့ဒီကနေမှတစင်တရုတ်ရဲ့ ပါဝင်ဆွတ်ဖတ်မှုကြောင့်ဆိုပြီးတော့ဝါနဲ့ MND ကတိတိတတ်တာနောက်ဆုတ်သွားပြီးတော့မှတော်လန်ရေးအဖွဲ့တွေနဲ့မပတ်သက်ပါဘူးအယူကြီးနဲ့မဆက်နွယ်ပါဘူးဆိုတဲ့စကားတွေကိုလည်းပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်တယ်လို့တော်လန်ရေးအဖွဲ့တွေကိုလည်းလက်နက်ထောက်ပံ့မှုတွေကူညီမှုတွေမပေးတော့ပါဘူးလို့ပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်ပါအဲ့တော့ကျမမေးချင်တာကကျမတို့အသက်တွေကအလကားရတာလား ပြည်သူတွေရဲ့အသက်တွေဟာရှင်တို့ကစားတဲ့ကစားကွက်ထဲမှာစတေးစရာတခုဖြစ်နေသလားအင်းမေးချင်ပါတယ်ဒီလူမျိုးအစတွေကပြန်ပေးမယ်ဆိုတော့စိတ်ကူးမျိုးရှိခဲ့လို့ရှင်ဘာဖြစ်လို့ကျမတို့ PDF တွေကျမတို့ပြည်သူလူထုတွေကလာတဲ့ရဲဘော်တွေရဲ့အသက်ကိုစတေးရက်ခဲကြတာလေအင်းစိတ်ပြည့်စရာကောင်းပါစိတ်ပြည့်စရာနော် ဲ့တော့တရုတ်ကဘလောက်ထိမြန်မာပြည်မှာဩဇာကြီးနေတာမြန်မာပြည်မှာရှိနေတဲ့လက်နက်ကိုင်တိုင်းရင်းသားတွေအားလုံးရဲ့မူလရည်ရွယ်ကြတာစစ်ကောင်စီကိုအာဏာနဲ့ဖိနှိပ်တဲ့လူတွေကိုကိုယ်တိုင်းရင်းသားတွေကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ပြီးတော့လက်နက်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။190လောက်တိုက်ခဲ့တာလည်းမနိုင်ပါဘူး။အဲ့တော့ရှင်တို့လက်နက်ကိုင်ခဲ့တဲ့ရည်ရွယ်ချက်ဒီအခုချိန်မှာ ကုံဆုံးသွားပြီလားเนาะဒီရန်လေเนาะတရုတ်ကိုတရုတ်ရဲ့ဩဇာကိုလွန်ဆန်နိုင်တဲ့အဖွဲ့တစ်ဖွဲ့မှမရှိဘူးလားလို့နေချင်းပါပထမကနောက်ဆုတ်တယ် UWSC ပြီးတော့ MMDA နောက်ဆုတ်တယ် MMDA ပြီးတော့ TNL တိမ့်နာတဲ့မြို့တွေပြန်ပေးတယ်အခုအဓိကကြတဲ့ မိုးကမိုးမိတ်ကိုပြန်ပေးလိုက်ရပြီဆိုလို့ရှိရင်ကျန်တဲ့မြို့တွေကထက်တွက်ဆရာတော်လို့တော့ပေါ့ချစ်ကောင်းစီအလိုလိုရပြီးသားဖြစ်တော့ပါလိမ့်ရပြီးသားပဲပြန်ပေးမှာပါဒါတွေကနော်အပြစ်ကရက်စဲရေးတွေဘာတွေတောင်လက်မှတ်ထိုးပြီးပြီဆိုတော့စစ်ကောင်းစီနဲ့အသားတွေဖြစ်သွားပြီလားလို့မေကွန်ထုတ်ရတော့မှာဖြစ်ပါတယ်တရုတ်ကဘယ်လိုကစားနေရလဲဝါ ပြီးတော့ MMDE ပြီးတော့ TNLA ပြီးရင် KIA ကိုလှည့်မှာလားအနည်းဆက်ဆုံး KIA ဖြစ်ပါလိမ့်မယ်နော် KIA ပြီးမှ KNU ကိုသွားမှာလားလက်ရှိတရုတ်က KNU ကိုလည်းလက်ကစားနေတာဖြစ်ပါတယ်ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီး KNU ကိုကစားနေတာဖြစ်တယ်လို့အခု TNLA နေနဲ့နောက်ဆုတ်ပေးလိုက်ရတယ်တင်လာတဲ့မြို့တွေကိုပေးလိုက်ရတယ်ဆိုတော့နောက်ထပ်လက်ွက်ကစားွက်က KIA ဖြစ်မှာပေါ့ เนาะအဲ့တော့ကျမတို့တော်လန်ရေးကဘယ်လိုအခြေအနေရောက်သွားပြီလဲလက်ရှိအင်အားတွေနဲ့ချွေးတွေသွေးတွေနဲ့တိုက်ထားတိမ်းထားကြတဲ့အသက်တွေပေးထားရတဲ့အချိန်တွေပေးထားရတဲ့ဒီ9နှစ်တာ ကာလလုံးကအလဟတ်သက်ဖြစ်သွားပြီလားဘာလို့ဒီလိုတွေလုံးရက်ကြတာလဲအဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေဒီလဲတရုတ်ရဲ့အကူအညီမပါဘူးဆိုလို့ရှိရင် ထမင်းငတ်မှာလား ဒါမှမဟုတ်တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေမြန်မာပြည်ထဲမှာမနေဘဲနဲ့တရုတ်ပြည်ထဲမှာအကုန်လုံးသွားဝင်နေကြရင်ပိုမကောင်းဘူးလား။ရှင်တို့တို့ပို့ပြီးတော့လုံခြုံတာပေါ့။ရှင်တို့မြန်မာပြည်တွင်းထဲမှာရှိနေပြီးလက်နက်ကင်နေခြင်းတွေအာနာရှင်နဲ့ပူးပေါင်းပြီးတော့မှရှင်တို့တိုင်းရင်းသူတိုင်းရင်းသားမျက်နာတွေကိုမကြည့်ပဲဘဝတွေကိုမငဲ့ညာမထောက်ထားပဲရှင်တို့အကျိုးစီးပွားအတွက်ပဲရှင်တို့လုပ်နေရဆိုတာအင်မတန်ထင်ရှားလာပါ ပထမကတော့ကျမတို့ဒီလေပြည်သူလူထုဒီလေရှင်တို့ရဲ့ level နေကိုတရုတ်ကညှစ်ထားတာပါဆိုတော့နားလည်မှုမျိုးပေးခဲ့ကြပါလေဒီလိုဆိုရင်ဘာဖြစ်လို့ကျမတို့ပြည်သူလူထုအသက်တွေကိုစည်သေးခဲ့ကြသေးတာလဲရှင်တို့အရေးချင်းနဲ့ရှင်တို့အရေးချင်းတစ်ခုလည်းနဲ့ဒီမျိုးတွေကိုတင်နာခဲ့တာမဟုတ်ပါ ပြီးသူတွေပါဝင်လာတဲ့စိတ်တခွန်အားတွေရှိတယ်။ပြီးသူတွေပါဝင်လာတဲ့အလှငွေတွေရှိတယ်။ပြီးသူတွေပါဝင်လာတဲ့ချွေးတွေသွေးတွေအင်အားတွေအသက်တွေရှိခဲ့တယ်။ဒါကြောင့်ရှင်တို့တင်နာခဲ့ရတာ။ဒါဆိုလို့ရှိရင်ကျမတို့ကစစ်ကောင်စီလက်ထဲကိုဒီနယ်မြေတွေပြန်ပေးရဖို့အတွက်ကျမတို့လူတွေကျမတို့ရဲဘော်တွေတမင်တကာအသက်ပေးပြီးရှင်တို့လက်ထဲကိုထည့်ပေးလိုက်ရတဲ့သဘောဖြစ်သွားပြီလား။อืม နာကြီးစရာတော့တော်တော်ကောင်းတယ်စိတ်ဖြစ်စရာအဲ့တော့ဒီပုံမှာကျမတို့ပါဆက်လုပ်မယ်ဖြစ်တာကဖြစ်ပြီးသွားပါပြီอืม TNL ကတော့နော်လုတ်ကပြုတ်ပဲပေါ့ရှင်နော်ငါလက်ကလုတ်ငါကိစ္စပြီးပြီဒါပေမဲ့တာဝန်ရှိပါရှင်တို့ဒါကတာဝန်ပဲဖြစ်ပါတယ်ရှင်တို့တာဝန်ယူရမယ့်ကိစ္စဖြစ်ပါတယ်ရှင်တို့လက်ကလုတ်ပြုတ်ဆိုုံနဲ့တော့မပြီးပါနော် ဲ့တော့ပြည်သူလူထုကိုဟိုစဉ်းစားရမယ့်အခြေလေးဖြစ်တယ်နော်ကျမတို့မြန်မာနိုင်ငံထဲမှာဗမာလူမျိုးကြီးဝါဒဆိုပြီးတော့တုံးဆွဲခဲ့တာအခုအချိန်တော်လည်းရေကာလကြီးမှတော့တချို့ဟွန်းဒီစကားကိုတုံးဆွဲပါတယ် ဥပမာပေါ့ကျမတို့ boycott လုပ်လို့တခြားတိုင်းရင်းသားနာမည်တွေပါသွားရင်ဒါမှမဟုတ်တခြားတိုင်းရင်းသားနာမည်တွေကခေါင်းဆောင်တွေမဟုတ်တာ လုပ်နေလို့မမှန်မကန်လုပ်နေတာတွေអော်တဲ့အခါကြလို့ရှင်သူတို့ကကျမတို့ကို UNG ကပါအတုံးကြလို့လဲတို့ဗမာတွေကဒီလိုပဲလို့ဗမာလူမျိုးကြီးဝါဒတုံးဆွဲခဲ့ရလို့ဗမာတွေစောက်တုံးမကြဘူးဆိုတဲ့ comment တွေကိုကျမတို့အမြဲတမ်းတွေးနေခဲ့ရတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုပြောနေတဲ့လူတွေရော တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့လက်အောက်မှာရှိနေတဲ့တိုင်းရင်းသားပြည်သူလူထုကိုရောကျွန်တော်မိကွန်းတခုထုတ်ချင်ပါတယ်။ Okay. အခုလက်ရှိကြားနေရတာမြင်နေရတဲ့အတိုင်းဆိုလို့ရှင်ဗမာလူမျိုးကြီးဝါဒဗမာတွေအသုံးမကျလို့ဒီလိုဖြစ်ရတယ်ဆိုတဲ့ဇာတ်မှန်တန်ပါရဲ့လား။ဟုတ်ကဲ့။ဗမာတွေအသက်ပေးပြီးတိုက်နေတာလေမှန်ကန်ပါတယ်ကျမတို့ဘက်က တိတ်ခါရှိရှိနဲ့တိုက်နေတာပါ။อืมเนาะအဲ့ဒီအပြင်ကိုမှအယူကြည်ဝန်ကြီးများ အနေနဲ့စစ်ကောင်စီရဲ့လက်အောက်မှာရှိမနေတာတော့တေချာတယ်လို့ဟုတ်တယ်စစ်ကောင်စီနဲ့စီးပွားတူအကျိုးဘက်တော့မရှိဘူးเนาะလုတ်ထားတာဘာတစ်ခုမှမရှိပဲကင်းရှင်းနေဆိုတာသိကြပါတယ်อืมเนาะစစ်ကောင်စီနဲ့မကင်းရှင်းတာ အဲ့ဒီတိုင်းရင်သားလက်နက်ကင်ခေါင်းဆောင်တွေအားလုံးပါပဲဒီတိုင်းကျမတို့ကြည့်မယ်ဆိုလို့ရှိရင် KIAD လည်းမကြခင်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ချစ်ကောင်စီကိုပြန်ပေးရပါတော့မယ်ကျမတို့ခန့်မှန်းလို့ရပါပြီစင်တကောင်လုံးကြီးမြို့သွားမှာကုန်သွားပြီလို့ပြောလို့မရပါဘူးဒီအချိန်မှာကျမတို့ပြည်သူလူထုတွေဘာလို့မှလဲအယူကြီးကောဘာလို့မှလဲ ဟာလာမမလူမျိုးကြီးဝါဒတင့်သုံးနေဆိုတဲ့စကားကိုတွင်တွင်ကြဲကြဲပြောခဲ့တဲ့အခုချိန်ထိပြောခဲ့တဲ့တိုင်းရင်းသားတွေကိုကျမတို့မေကွန်းထုတ်ချင်တယ်အကယ်၍ဒီတော်လန်ရေးမအောင်မြင်ခဲ့လို့ရှိရင်ရှင်တို့ပြောနေတဲ့ဗမာလူမျိုးကြီးဝါဒဗမာတွေစောက်သုံးမကြလို့မဟုတ်တော့ပါဘူးရှင်တို့ကိုလက်နက်ကင်ပြီးရှင်တို့ရဲ့အသက်အိုးအိမ်အတွက်ကာကွယ်ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေကိုယ်တိုင် စစ်ကြုံဘဝကိုကြေကြေနက်နက်ရှင်တို့တွေရဲ့ဘဝတွေအနာဂတ်တွေကိုထိုးပေးလိုက်တယ်ဆိုတာကိုသိတာထင်ရှားအောင်ကျွန်မကဒီဗီဒီယိုဖိုင်နဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်။โอเคညီမလေးတက်တက်အေးဂျေစုအထူးတင်ပါတယ်။တုံသက်သွားတာအရန်ကိုမှခေါင်းရုံးပါတယ်။ဗမာလူမျိုးကြီးဝါဒဗမာလူမျိုးကြီးဝါဒလို့ပြောနေပြီးတော့တိုင်းရင်သားလက်နက်ကင်ခေါင်းဆောင်တချို့ကဒီဆက်ခွေးတက်နဲ့အကျိုးတူကိုပူပေါင်းပြီးကျွန်တော်တို့ဒီပွဲကျွန်တော်တော်လန်ရေးကိုအသုံး ချပြီးတော့လုံနေကြတာဗျတရုတ်ရဲ့ဩဇာကြောင့်တရုတ်ရဲ့လွှမ်းမိုးမှုကြောင့်ဆိုပြီးပြောပြောပြီးတော့တကယ်တမ်းကသူတို့ကိုယ်တိုင်ကိုယ်ကပူပေါင်းကျင်စိတ်ရှိနေတာလားတရုတ်ဆိုတဲ့အမျိုးကနော်ခမားတို့စီစီလုံလုံတိုင်းသားလက်နှက်ကန်နေညီညီနဲ့တွန်းလှန်လိုက်ရင်တရုတ်လည်းဂျောင်းဝင်ဆွတ်ဖက်လို့မရနိုင်ပါဘူးဗျာခမားတို့ကမပြတ်သားနေတာပါဘာဖြစ်ဖြစ်ကျွန်တော်တို့ညီနောင်သွေးချင်းနေရောနောက်ပြီးတော့ NUG လူကြီးပိုင်းနေရောရှိနေသေးတယ် တိုင်းရင်သားလက်နှက်ကင်တွေကို စီလုံးပေးပါ စီလုံးမှုနဲ့ရွေးကောက်ပွဲမတိုင်ခင်ကြီးကြီးမားမားအောင်ပွဲတစ်ခုခုတော့အပြောင်းလဲဖြစ်အောင်စွမ်းဆောင်ပေးပါလို့ကျွန်တော်တို့ဒီနေရာကနေအနှုအညွတ်လက်အုပ်ချီပြီးတောင်းဆိုပါရစေဟုတ်ကဲ့ဂျေစုတက်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မပတ်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့